တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းမှဒီကနေ့မေလ18ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ American က Twin ကုံအခွန်တိုးကောက်မှုမဖြစ်သင့်ဘဲဥရောပနဲ့ Britain တို့က Ukraine ကိုထောက်ပံ့ခြင်းနဲ့ Russia ကိုစစ်ပန်းအောင်လုပ်နေပြီလို့အကြမ်းဖက် Mint Online ကဝေဖန်ပြော။ ပြည်တွင်းမှာစစ်ရှုံးနေပေမဲ့လည်းကမ္ဘာရေးရာကိစ္စများတွင်ပါမင်းအောင်လှိုင်ကဝေဖန်ပြောဆိုလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American ပြည်တော်စုကတွင်းကုံများအပေါ်အခွန်တိုးကောက်လိုက်မှုမှာမဖြစ်သင့်မကောက်သင့်ကြောင်းအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဝေဖန်ပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမေလ၈ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့မှာ RT သတင်းဌာနနဲ့တွေ့ဆုံစဉ်၎င်းကအထက်ပါအတိုင်းနိုင်ငံတကာရေးရာကိစ္စများကိုဝေဖန်ပြောဆိုလာခြင်းဖြစ်ပါတယ်။ အမေရိကန်နဲ့မြန်မာနိုင်ငံတို့အကြမှာကုန်သွယ်ရေးမှာကြီးမားစွာမရှိပေမဲ့အမေရိကန်ကတွင်းကုန်များအပေါ်ကွန်တိုးကောက်မှုမှာမဖြစ်သင့်ကြောင်းမင်းအောင်လှိုင်ကပြောဆိုပါတယ်။ကျွန်တော်တို့နဲ့အမေရိကန်နဲ့ကကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လဲတိတ်တော်ကြီးကြီးမားမားမရှိဘူး။2021ခုနှစ်ကနေပြီးတော့2025ခုနှစ်ထိကျွန်တော်တို့ဒေါ်လာတန်900လောက်ကိုပဲကုန်သွယ်မှုရှိခဲ့တယ်။တစ်နှစ်ကိုဒေါ်လာတန်800ကျော်လောက်ပဲကုန်သွယ်မှုရှိတယ်လို့ပြောရပါလိမ့်မယ်။တချို့နှစ်တွေမှာလဲကျွန်တော်တို့ဘက်ကပို့တာတွေများပြီးတော့တချို့နှစ်တွေမှာလဲအမေရိကန်ကပို့တာတွေများပါတယ် တို့အခွန်ကောက်တာတော့ကျွန်တော်တို့တနိုင်ငံနဲ့မဟုတ်ဘူးတခြားသူတို့ရဲ့မိတ်ဆွေနိုင်ငံတွေကိုလည်းတချို့လဲကောက်တာတွေရှိတယ်တရုတ်နိုင်ငံအပေါ်လဲတော်တော်လေးကောက်တာတွေရှိတာပေါ့အဲ့ဒီတော့ကျွန်တော်တို့ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့အခွန်တိုးကောက်တာတော့မလုပ်သင့်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်ဒီလိုမျိုးသူတို့ဘက်ကတော့ကုန်သွယ်ရေးလုံငွေတွေပြလို့တခြားနိုင်ငံတွေအပါအဝင်ပေါ့လေအခွန်တွေတိုးကောက်တယ်လို့သိရပါတယ်အမှန်ကတော့မကောက်သင့်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်ဘာကြောင့်ကောက်လဲတော့ကျွန်တော်လဲအသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့လို့မင်းအွန်လိုင်းကပြောဆိုပါတယ် ဒါအပြင်ကမ္ဘာရေးရာကိစ္စရဲ့အဖြစ်ယူကရိန်းနဲ့ရုရှားစစ်ပွဲအတွက်လည်းဥရောပတမကနဲ့ဗြိတိန်တို့ကယူကရိန်းကိုကူညီထောက်ပံ့မှုများလှုပ်ဆောင်နေကြောင်းယင်းကူညီမှုများကရုရှားကိုစစ်ပန်းအောင်လုပ်နေခြင်းဖြစ်ကြောင်းစစ်ဆိုဒီမှာမဖြစ်စေရန်ညှိနှိုင်းဖြည့်ရှင်းခြင်းတည်တာအကောင်းဆုံးဖြစ်ကြောင်းမင်းအောင်လှိုင်ကဆိုပါတယ်စစ်ဆိုတာတော့မဖြစ်တာအကောင်းဆုံးပဲပရိပကတ်ဆိုတာလဲကောင်းကောင်းမွန်မွန်ပြန်လဲဖြည့်ရှင်းတဲ့နီးလန့်နဲ့တွားတာညှိနှိုင်းဖြည့်ရှင်းတဲ့နီးလန့်နဲ့တွားတာအကောင်းဆုံးပဲပရိပကတ်တွေကြီးလာတဲ့ဆိုတာကလည်းအပိတ်ထောက်ခံမှုတွေအပိတ်ထောက်ပံ့မှုတွေများလို့ဖြစ်တာ အပိတ်ထောက်ပံ့မှုမရှိလို့ရှင်ပြိပခတ်ဆိုတာလဲကြီးလာစရာမရှိပါဘူးတချို့ကနှစ်နိုင်ငံဖြစ်တဲ့ပြဿနာရှိမယ်ပြိပခတ်မှာအဲ့မှာသူ့ကိုဝိုင်းအားပေးကြတယ်ထောက်ခံပေးကြတယ်ကူညီပံ့ပိုးပေးတယ်စစ်လက်နက်ပစ္စည်းတွေငွေကြေးတွေစာနယ်ဇင်းကတွေစသဖြင့်ကူညီပေးတာပေါ့အဲ့ဒီလိုပဲလှုပ်လာကြတာအဲ့တော့ဒါတွေကပြိပခတ်ပို့ပြီးကြီးမားတဲ့ဟာတွေဖြစ်လာတယ်ဒါမျိုးမဖြစ်ဖို့ဆိုရင်အပိတ်ကူညီတာမျိုးမလုပ်တာကအကောင်းဆုံးပဲဒါဆိုရင်နိုင်ငံရေးအရာဖြေရှင်းပေါ့ဒီလိုတော့တွားရမှာပေါ့ဆော့ဆော့ကခမည်းမေးတယ် EU ကနေပြီးတော့ပြည်ပခန့်နဲ့ပတ်သက်ပြီးဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးတော့သူတို့ရည်ရွယ်ချက်ကဘာလဲပေါ့သူတို့ရည်ရွယ်ချက်ကဘာလဲပြည်ပခန့်ကြာရှည်အောင်ဖြစ်ပြီးတော့မှစစ်ပန်းအောင်ကိုလှုပ်တာဒါလည်းစဉ်းစားစရာအချက်ပဲတကယ်တမ်းတော့ပြည်ပခန့်မဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်တာအကောင်းဆုံးနည်းလမ်းပါပဲကျွန်တော်ကတော့အားပေးထောက်ပံ့မှုမလုပ်သင့်ဘူးလို့ကျွန်တော်ယူဆပါတယ်ညှိနှိုင်းပေါ့ဘာကြောင့်ဖြစ်တာလဲပြဿနာဘာကြောင့်ဖြစ်လဲပြဿနာဖြစ်လာတဲ့အကြောင်းအရင်းကိုကျွန်တော်တို့ပြန်ရှာရမှာပေါ့တမိုင်းမှာရှိခဲ့တယ် လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုနှစ်ခုအတွင်းမှာဖြစ်ခဲ့တဲ့အခြေအနေကိုကြည့်လိုက်လို့ရှိရင်ဘာကြောင့်ယူကရိန်းနဲ့ရုရှားပြဿနာဖြစ်တာလဲဆိုတာအဖြေရှိနေပါတယ်။ဒါကိုအဖြေမှန်တိုင်းကြည့်ပြီးတော့မှဆောင်ရွက်မယ်ဆိုရင်ဒီပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်လို့မင်းအောင်လှိုင်ကပြောဆိုပါတယ်။ပြည်တွင်းမှာနိုင်ငံရဲ့နေရအများစုကိုလက်လွတ်ဆုံးရှုံးရနေပေမဲ့ မင်းအောင်လှိုင်ကအာဆီယံနဲ့နေတိုကိစ္စများကမ္ဘာကြီးမှာ multi polar စနစ်နဲ့ပြည်ပခန့်မဖြစ်အောင်တွားသင့်ကြောင်းစတဲ့နိုင်ငံတကာရေးရာကိစ္စရက်တွေမှာပါ၎င်းရဲ့အမြင်တွေကိုထည့်သွင်းပြောဆိုလာခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးငလင်ဘေးတင်ကေဇယီစခန်းတွေငလင်လှုပ်ခတ်မှုနဲ့မိုးရွာသွန်းမှုကြောင့်ကုတ်ကိုပင်ပြိုလဲရာမှာကလေးငယ်တအုပ်နဲ့အမျိုးသားတအုပ်တေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးငလင်ဘေးတင်ကေဇယီစခန်းမှာမိုးရွာသွန်းမှုကြောင့်ကုတ်ကိုပင်ပြိုလဲကြရာမှာ ကလင်းငယ်တဦးနဲ့မြို့သားတဦးတေဆုံးသွားကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ယနေ့မေလ18ရက်နေ့နနက်3:00နာရီ30မိနစ်အချိန်မှာမန္တလေးတိုင်းမဟာအောင်မြေမြို့နယ်စိန်ပန်းရက်ကွက်52လမ်းနဲ့89လမ်းထောင်မှာရှိတဲ့အဘယရာမရွှေကူကျောင်းတိုက်အတွင်းမှာရှိတဲ့ငလင်ဘေးတင်ကေစီစခန်းမှာလုံးဘတ်9ဘေကန်အရှိ40ဘေကန်ရှိတဲ့ကုတ်ကိုပင်ဟာမိုးရွာတုံးမှုကြောင့်အမြင့်ချေမှလှန်၍လဲကျရာမယာယီလူနေမိုးကတဲအိမ်ပေါ်ကိုပြိမိသွားခဲ့ကြောင်းသိရှိရပါတယ်။ ဲ့ဒီနောက်ကေဇရီအဖွဲ့များကတွားရောက်ပြီးလဲကျနေတဲ့တစ်ပင်ကိုရှင်းလင်းခဲ့ရမှာကလင်းငယ်တအုပ်နဲ့မြို့သားတအုပ်ရဲ့ရုပ်အလောင်းကိုကယ်ထုတ်ရရှိခဲ့ကြောင်းသိရှိရပါတယ်။လဲသွားတဲ့ကုတ်ကိုပင်ကတက်တန်းကြာနေပြီးအရင်ရက်ကတည်းကမန္တလေးမှာမိုးလေတဲထန်ဓာတ်တော့ကအကိုင်းတွေကြိုးကြသေးတယ်။မိုးတွေတအားရွာခဲ့တော့မြေကြီးကရေဝပြီးမြေပြော့နေတာ။ငလင်လောက်တာရောက်မိုးရွာတာရောကြောင့်အပင်လဲသွားတာလို့စိန်ပန်းရက်ကွက်မှာဒေတာပြည်သူတအုပ်ကပြောဆိုပါတယ်။ မန္တလေးမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ယခုအချိန်အထိပြည်သူများမှာပြိုကျပျက်စီးနေတဲ့နေအိမ်များကိုပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးဘဲကေဇယီစခန်းများမှာခိုးလုံနေကြရဆဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကိုနှစ်ပေါင်းများစွာထောက်ပံ့နေတဲ့ကိုတရီပြက်ထိုင်းတရေကြီးနှစ်ဦးအကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာစစ်အုပ်စုရဲ့အကြမ်းဖက်စစ်ဆင်ရေးကိုအားပေးကူညီနေတဲ့ကုန်တရေပြတ်အာဆီယံတထေးကြီးများဆိုင်ကို Justice for Myanmar GFM အဖွဲ့ကမေလ12ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ် အဆိုပါဂုံတရေပြက်အာဆီယံတတိကြီးများဆင်းရင်ထဲမှာမြန်မာနိုင်ငံရဲ့အိန်းကြီးချင်းထိုင်းနိုင်ငံမှာတတိကြီးနှစ်ဦးလည်းပါဝင်နေပါတယ်။နံပါတ်1ချယ်ရင်းရှရီဝတ္ထနာဗတ္တိထိုင်းတတိကြီးချယ်ရင်းရှရီဝတ္ထနာဗတ္တိဟာ Time Beverage တီထောင်သူ TTC Company Group နဲ့ Fraser and Neef တို့ရဲ့ဥက္ကဋ္ဌဖြစ်ပြီး American Dollar 17.9ဘီလီယံပိုင်ဆိုင်မှုနဲ့ထိုင်းနိုင်ငံမှာတတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။၎င်းဟာအဖျော်ယမကာ Corporation များဖြစ်တဲ့ Time Beverage နဲ့ Fraser and Neef တို့ကိုထိန်းချုပ်ထားပြီး Yin Corporation ကြီးများမြန်မာစစ်အုပ်စုထံကိုအတိအကအခွန်ဆောင်ပေးတဲ့လုပ်ငန်းကြီးများဖြစ်တယ်လို့ GFM ကဆိုပါတယ်။ Time Beverage ရဲ့မြန်မာကုမ္ပဏီခွဲဟာ2021ခုနှစ် Stota လေးလပတ်တစ်ခုထဲမှာပဲ American Dollar 14 million နဲ့ညီမျှတဲ့ကျပ်ငွေ25.6 billion ကိုအထူးကုန်စည်ကုန်ဖြစ်စစ်အုပ်စုထံကို ပေးချေခဲ့ပါတယ်။ Cherin Shrivardhana Batty ရဲ့ Singapore Stock Exchange စည်းဝင်ကုမ္ပဏီခွဲ Fraser and Neef ဟာ စစ်အုပ်စုရဲ့အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း2023ခုနှစ်မှာပဲမြန်မာနိုင်ငံအတွင်းစီးပွားရေးလုပ်ငန်းတွေများဝင်ရောက်လုပ်ကင်ခဲ့ပါတယ်။နံပါတ်1ချက်ချိုင်းရန်ပန်ဝေါင်ထိုင်းတတိကြီးချက်ချိုင်းရန်ပန်ဝေါင်ဟာ Northern Gulf Petroleum ရဲ့အမှုဆောင်ဒါရိုက်တာဖြစ်တယ်လို့ထိုင်းနိုင်ငံမှာအောင်မြင်တဲ့ရင်းနှီးမြှုပ်နှံမှုများနဲ့ပုံရိပ်ရှိတဲ့ထိုင်းတတိကြီးတဦးဖြစ်ပြီး၎င်းရဲ့မတမာတဲ့စီးပွားရေးလုပ်ငန်းများအတွေ့ပြည်ပမှာကုမ္ပဏီများစွာဟန်ပြဖွင့်လှစ်ထားတယ်လို့ Justice for Myanmar အဖွဲ့ကထုတ်ပြန်ထားပါတယ်။ ၎င်းဟာရခင်ထိုင်းဝန်ကြီးချုပ်လောက်ဖော်ကင်ဘတ်တထေးကြီးတက်ဆင်ရှင်နာဝက်ထရာရဲ့စီးပွားရေးအလို့အမှုဆောင်ဟောင်းတအူဖြစ်ပြီးရခင်ဝန်ကြီးချုပ်ဟောင်းချက်ဖာလင်ယောင်ချိုင်ရွရဲ့အကြံပေးလည်းဖြစ်ခဲ့ပါတယ်။စစ်အုပ်စုရဲ့အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းအခြားနိုင်ငံခြားရင်းနှံကုမ္ပဏီကြီးများမြန်မာနိုင်ငံမှာအလောတကြီးထွက်ခွာရတဲ့အချိန်မှာရမ်ဘန်ဝေါင်ကအခွင့်အလန်းဖြစ်မြင်ခဲ့ပါတယ်။၂၀၂၂ခုနှစ်မှာရမ်ဘန်ဝေါင်ကမြန်မာနိုင်ငံရဲ့ အတိကရေနံတဲ့တဘာဝတန်းငွေလောက်ွက်ကြီးတစ်ခုဖြစ်တဲ့ရဲတကွန်ကမ်းလွန်တဘာဝတန်းငွေစီမံကိန်းနဲ့ပိုက်လိုင်းကိုမလေးရှားနဲ့ဂျပန်စီးပွားရေးလုပ်ငန်းစုများစုပေါင်းအဖွဲ့ထံမှရယူခဲ့ပြီးစစ်အုပ်စုထိန်းချုပ်ခံမြန်မာရေနံတဲ့တဘာဝတန်းငွေလုပ်ငန်းနဲ့မိတ်ဖက်ပြုဆောင်ရွက်ခဲ့ပါတယ်။ရင်းလုပ်ငန်းကြီးကမြန်မာပြည်သူများအပေါ်ဖိနှိပ်အကြမ်းဖက်ရာမှာစစ်အုပ်စုအုံပြုမဲ့ဝင်ငွေလမ်းကြောင်းတရက်ကိုထောက်ပံ့ပေးအပ်နေကြောင်း GFM ကဆိုပါတယ်။အဆိုပါထိုင်းတတိကြီးနှုတ်ဟာမြန်မာနိုင်ငံတွင်လုပ်ငန်းစုများမှစစ်အုပ်စုကို အခွန်ပေးချေမှုများမြန်မာပြည်သူများအားအကြမ်းဖက်ဖိနှိပ်ရန်အတွက်ကုန်ကြစီအလွန်များပြားတဲ့လေကြောင်းတိုက်ခိုက်မှုများအပေါ်အကြီးအကျယ်မှီခိုနေရတဲ့စစ်အုပ်စုအတွက် ကြီးမားသောဝင်ငွေရပောက်ရလန်းအဖြစ်ကူညီပေးလျက်ရှိတယ်လို့ GFM ကအခိုင်အမာပြောဆိုပါတယ်။ဒါကြောင့်အဲ့ဒီလိုချမ်းသာကြွယ်ဝတဲ့အာဆီယံတတိကြီးများကစစ်အုပ်စုကိုထောက်ပံ့နေတဲ့၍မြန်မာစစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုများဟာကလေးတငယ်များရဲ့အသက်များအားဆက်လက်ချိမ့်ချောက်နေတဲ့၍ အာဆီယံအဖွဲ့အနေနဲ့မြန်မာငြိမ်းချမ်းရေးအတွက်ပံ့ပိုးနေတယ်လို့ပြောဆိုခွင့်မရှိကြောင်း GFM ကပြက်ပြက်တာတာထုတ်ပြန်ပြောဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကကောလင်းမှာကလစတာဘုံကျဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကောလင်းမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကအလွန်အန္တရာယ်များတဲ့စင်ကဲပေါက်ကွဲစေတဲ့ကလစတာဘုံများကိုတုံ့ပြန်တိုက်ခိုက်နေကြောင်းကောလင်းခရိုင်တပ်ရင်းနှစ်ကသတင်းထုတ်ပြန်ထားပါတယ်။ကောလင်းခရိုင်တပ်ရင်းနှစ်ရဲ့ ယမန်နေ့မေလ18ရက်နေ့ထုတ်ပြန်ချက်မှာမကြသေးမီကကောလင်းမြို့အနောက်ဘက်အုတ်ကန်ရွာနဲ့ချောင်းနာကိုစစ်ကောင်စီကကလပ်စတာဘုံများချဲချခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ရွာထဲမှာကလပ်စတာဘုံကိုများရှာဖွေတွေ့ရှိခဲ့တယ်လို့ဓာတ်ပုံများနဲ့တကွဖော်ပြထားပါတယ်။စက္ကစကလေရင်နဲ့ဘုံချဲတိုက်ခိုက်တာဟာကလပ်စတာဘုံတွေတုံးပြီးတိုက်ခိုက်နေတာသိကြပါတယ်လို့ကောလင်းခရိုင်တရင်နှစ်ကသတင်းထုတ်ပြန်ထားပါတယ်။ကလပ်စတာဘုံဆိုတာဟာဘုံတလုံးထဲမှာဘုံသီးအသေးစားများထည့်ထားတဲ့ဘုံအမျိုးအစားဖြစ်ပါတယ်။တိကျတဲ့ပြင်မှတ်တစ်ခုစီကို ချိန်ရွယ်ပြည့်ခတ်ခြင်းမျိုးမဟုတ်ပဲအေရိယာတစ်ခုလုံးကိုပြန့်နှံ့ပေါက်ကွဲစေတဲ့ဘုံဖြစ်ပါတယ်။အန်နီယံများလာပြီးရက်ဆက်တဲ့အဆိုပါဘုံကိုနိုင်ငံတကာကအသုံးပြုခွင့်တားမြစ်ထားပါတယ်။မေလာ၁၂ရက်နေ့ကစကိုင်းတိုင်းတပဲရင်မြို့နယ်အိုထင်းကွင်းရွာစာတင်ကျောင်းကိုစစ်ကောင်စီလီတက်ကတိုက်လေရင်နဲ့ဘုံကျဲရံမှာကလစတာဘုံကိုအသုံးပြုခဲ့တယ်လို့ဒေသခံများကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုမှာဆီယာမ၂ဦးနဲ့ကျောင်းသားကျောင်းသူ၂၄ဦးသေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဧပြီလ19ရက်နေ့ကလည်းရခိုင်ပြည်နယ်ထက်ကကြောက်တော်မြို့ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုမှာကလစ်တာဘုံများတုံးခဲ့တယ်လို့အရခတ်တပ်တော် AA ရဲ့လူသားချင်းစာနာထောက်ပံ့ရေးယုံ HDCO ကသတင်းထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီကကလစ်တာဘုံများအုံပြုပြီးတိုက်ခိုက်ခြင်းဟာအလွန်စိုးရိမ်ပွဲကောင်းပြီးရင်းဘုံများမှထွက်ကြလာတဲ့မပေါက်ကွဲသေးတဲ့ဘုံအသေးများဟာရက်ွက်များရဲ့အနီးအနားတစ်ဝိုက်မှာကျန်ရှိနေကြောင်း HDCO ကထုတ်ပြန်ပါတယ် အန်ဒီရဲ့ဖြစ်စေနိုင်တဲ့လက်နက်များကိုပြည်သူများနေထိုင်ရာဒေသများရက်ကွက်များကိုပိတ်မထားတိုက်ခိုက်ခြင်းမှာစိုးရင်စရာများဖြစ်တဲ့အပြင်လူသားချင်းစာနာမှုဆိုင်ရာဥပဒေများနဲ့မညီဘဲဂျင်နီဖာစာချုပ်ကိုချိုးပေါက်ခြင်းဖြစ်တယ်လို့လည်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်အာဆီယံဟာအခြားသူများအိမ်တွင်ပရိဘောဂများဝင်၍နေရာချထားသည်ကိုစောင့်ကြည့်နေမိလို့ဆိုတဲ့စောင်းမရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။လူအများအပြားဟာကြီးမားတဲ့ဆင်းရဲဒုက္ခများခံစားနေရပြီး အကာအကွယ်မဲ့ဖြစ်နေချိန်မှာဒေတာရင်းမှာရှိတဲ့ညီအကိုမောင်နှမများစီကအခုအညီပေးလာဖို့ကိုမြည်များအထိထက်၍နာကျင်ခံစားစွာစောင့်ရအောင်မည်နိဟု Straight Time သတင်းစာမှ Senior Editor တဦးဖြစ်တဲ့ Ravi Velu ကမေးခွန်းထုတ်လာခဲ့ပါတယ်။ယင်ဟာအခက်အခဲအကျအတဲများတစ်ခုပြီးတစ်ခုရင်ဆိုင်လာနေရတဲ့တမ်းပေါင်းများစွာသောမြန်မာပြည်သူများရဲ့ခေါင်းထဲမှာအစီအစီပေါ်လာနေပြီဖြစ်ပါတယ်။၎င်းတို့ရဲ့ ASEAN ညီနောင်များကတော့နှီးကွေးလာနေတဲ့စီးပွားရေးအလုတ်လက်မဲ့နှုတ်တရိပ်ရိပ်မြင့်တက်လာနေမှုနဲ့ ထရမ့်မှကုံတွယ်ကုံတိုးမယ်လို့ညာတန်ပေးလာမှုများကြားမှာအလုံများနေကြပြီဖြစ်ပါတယ်ကမ္ဘာကျချင်းဤအသင်းကြီးကပင်ကမ္ဘာနိုင်ငံပေါင်း193နိုင်ငံထဲမှအရေးပေါ်စောင့်ကြည့်ရမယ့်နိုင်ငံ3နိုင်ငံစည်းရင်းထဲမှာမြန်မာကိုထည့်သွင်းထားလိုက်ပြီဖြစ်ပါတယ်။စည်ယုံစည်းကမ်းများရေပေးဝေရာနေရာများကိုပြင်မထားတိုက်ခိုက်လာမှုကြောင့်ယောဂဗယာများထူပြောလာပြီးမနိုင်မနှင်းဖြစ်လာရပါတယ်။အဲ့ဒီအနေအထားကမ္ဘာကျချင်းဤအသင်းကဲ့သို့ NGO အဖွဲ့များအားထရမ့်မှအကူအညီများဖြတ်တောက်ထားမှုကြောင့်ပို၍ဆိုးလာဖို့သာရှိပါတယ်။ အံ့အားသင့်စရာများနဲ့ဒုက္ခဒုက္ခများအမဲလိုလိုတွန်တွဲလာနေပါတယ်။ယခုအခါလူလုံ့၍အကြောင်းထနေတဲ့နိုင်ငံရေးဟာအာမရသေးတဲ့အလားယခုအခါမဟာပထဝီမြေကြီးမှာထပ်မံဒုက္ခပေးလာခဲ့ပြန်ပါတယ်။အ ਨੇ စုံလူပေါင်း3800တည်ဆုံးပြီး9000ကျော်ဒဏ်ရာရရှိသွားပြီးစီးပွားရေးအရဒေါ်လာဘီလီယံပေါင်းများစွာထိခိုက်ဆုံးရှုံးသွားခဲ့ရပါတယ်။ပြဿနာကထုံများနဲ့ပြီးမသွားပဲရေပေးဝေရေးစနစ်ပြိုလဲသွားတဲ့အတွက်မတန့်ရှင်းတဲ့ရေများအပေါ်အမိပြုလာ၍ယောဂဗျာများထုပြောလာနိုင်ပါတယ်။ ငလင်တန်ခံရတဲ့ဒေတာများဟာပြောင်းတဲ့နှံစားပင်တို့ကိုတနိုင်ငံလုံးရဲ့သုံးပုံတပုံကန့်ထွက်ရှိရာဒေတာဖြစ်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့အမည်ယူထားတဲ့စစ်အုပ်စုဟာနိုင်ငံရဲ့သုံးပုံတပုံခန့်သာထိန်းချုပ်နိုင်တော့တဲ့အနေအထားမှာမြင်းငလင်ကြောင့်ရလာတဲ့အခွင့်အရေးကိုအသုံးချပြီး၎င်းတို့အပေါ်လူတို့ရဲ့ယွန်ရှာမုန်တီနေမှုနဲ့နိုင်ငံတကာရဲ့အပယ်ကံဘဝရောက်နေတဲ့အဖြစ်မှာလျော့ပါသွားစေရန်လှုပ်လာကြမည်လားဟုတွေးထင်မိကြမိတာဖြစ်ပါတယ်။သို့သောအဲ့ဒီလိုအတွေးများကမှားယွင်းသွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီလိုလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ရမယ်အစားလူတို့ကိုအရင်ကထပ်ပင်ပို့၍တိုက်ခိုက်လာကြပါတယ်၎င်းတို့ရဲ့လေကြောင်းမှတိုက်ခိုက်မှုကြောင့်တပင်းကြီးမြို့နယ်အတွင်းကြောင်းသားကလေးငယ်20ကျော်အသက်ဆုံးရှုံးသွားခဲ့ရပြီဖြစ်ပါတယ်မင်းအွန်လိုင်းကိုတိုင်မလေးရှားဝန်ကြီးချုပ်အန်နဝါဣဘရာဟန်ကိုပြီးခဲ့တဲ့ဧပြီလအတွင်းမှာပေးခဲ့တဲ့ဂတိအတော်ပင်တီရှာတယ်လို့ပြောရမှာဖြစ်ပါတယ်စိတ်ဝင်စားစရာကောင်းတာကတရုတ်ရဲ့အတင်းမရမကဝင်ရောက်ဆွတ်ဖက်ခဲ့မှုကြောင့် ကိုကံမှလာရှိုးကိုစစ်အုပ်စုကိုပြန်လည်ပေးအပ်ခဲ့ရပြီးနောက်ယခုလိုတိုက်ခိုက်မှုကြီးထွက်ပေါ်လာခဲ့ခြင်းပင်ဖြစ်ပါတယ်။ MNDAA ဟာအသက်ပေါင်းများစွာရင်းပြီးအောင်ပွဲခံခဲ့ပေမဲ့လည်းတရုတ်ရဲ့ဩဇာအရှိန်အဝါကိုမလွန်ဆန်နိုင်ခဲ့ရှာတဲ့အတွက်တိတ်ခါအကြကြီးကြသွားခဲ့ရပါတယ်။ ED ကိုကြည့်မီဆိုကတရုတ်ဟာ၎င်းတို့ရဲ့အကျိုးစီးပွားထိခိုက်လာမယ်ဆိုရင်မြန်မာရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်ဖို့ဝင်မလေးဆိုသည်ကိုပြဆိုနေတယ်လို့မြန်မာအရေးလွတ်လပ်တဲ့အထူးအကြံပေးကောင်စီမှဧပြီ15ရက်နေ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ဟာစစ်တပ်မှပြည်သူများအားယခုလိုတက်ဖြတ်နိုင်အောင်တိုက်လေရင်များပံ့ပိုးပေးနေသည်သာမကဘုံများကိုပြည်ရင်းထဲမှာထုတ်လုံနိုင်အောင်လက်နက်ဆက်ရုံများအားကူညီပံ့ပိုးနေပုံကိုမကြမီထုတ်ပြန်မဲ့မိမိတို့အစီရင်ခံစာမှာအသေးစိတ်ဖော်ပြသွားမယ်လို့ပါရှိပါတယ်။အဲ့ဒီလိုအခြေအနေများဖြစ်ပေါ်ပြောင်းလဲလာမှုကြောင့်အချက်၅ချက်ကိုစုကင်ထားဆဲဖြစ်တဲ့အာဆီယံအတွက်မေကွန်းထုတ်เสียဖြစ်လာရပါတယ်။စစ်အုပ်စုဟာမကြသိမီကပင်မြန်မာရဲ့ပြည်တွင်းအခြေအနေကိုအာဆီယံနဲ့ဆွေးနွေးရန်ကိုပင်ဆက်ဆက်တိမကန်ဖြစ်နေတာကိုတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံကိုတွားရောက်ခဲ့တဲ့ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးတန်တမန်အီဘရာဟင်ဂမ်ဘာရီကလည်း၎င်းရဲ့ခီးစဉ်နဲ့ပတ်သက်ပြီး2000ခွန်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်၍ရှင်းပြမိကိုပင်ထိုစဉ်ကဝန်ကြီးချုပ်ဖြစ်ခဲ့သူတိန်းစိန်ကကန့်ကွက်ခဲ့၍အထမမြောက်ခဲ့ပါဘူး။၎င်းကဂမ်ဘာရီဟာကုလအတွင်းရေးမှူးချုပ်ထံကိုသာအစည်းအဝေးခံဖို့တာဝန်ရှိတယ်။မိမိတို့အနေနဲ့အိမ်တွင်းပြည်ပေါ်ကများကိုမိမိတို့ဘာသာနေရာချထားနိုင်စွမ်းရှိတယ်လို့ပြောဆိုလာခဲ့ပါတယ်။ ဆိုလိုသည်ကတော့မိမိတို့အရင်မိမိတို့ကြိုက်တယ်လို့စီမံသွားမယ်ဆိုပြီးပြောခြင်းပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကအာဆီယံဟာ၎င်းရဲ့အပြောကိုဘာမှဇောဒကမတက်ခဲ့ပါဘူး။ယခုအခါလာရှိုးဖြစ်စဉ်ဟာအပေါ်ယံအသွင်တရံပြောင်းလဲမှုယူဆ၍ရပေမဲ့လေတဖက်မှာပြင်ပမှာပေါ်ပေါ်ထင်ထင်ပါဝင်ပတ်သက်လာမှုကိုတအံတအောမြင်တွေ့ခဲ့ရခြင်းပဲဖြစ်ပါတယ်။အဲ့ဒီလိုပတ်သက်လာတဲ့နိုင်ငံကြီးဟာအခြားနိုင်ငံများရဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ဟုကြွေးကြော်နေပေမဲ့ မြန်မာအိမ်တွေဝင်လာပြီးပရိပောကများကိုနေရာချစီမံနေခြင်းဖြစ်ပါတယ်။အလားတူအိန္ဒိယဟာလည်းနှစ်ဖက်ခွာ၍လှုပ်ရှားနိုင်ရန်၎င်းတို့ရဲ့နိုင်ငံခြားရေးမူဝါဒရွက်လီကြီးရဲ့ရွက်ကိုတိုက်ခတ်နေတဲ့လေနဲ့လိုက်ရောညီထွေဖြစ်ရန်ချိန်ညှိလာနေပြီဖြစ်ပါတယ်။ဒီအတွက်အာဆီယံဟာ၎င်းတို့ရဲ့ချင်းကပ်မှုကိုပြန်လည်တုံ့တက်ရတော့မှာဖြစ်ပါတယ်။မြန်မာရဲ့မြေပြင်အနေအထားပြောင်းလဲလာနေပြီဖြစ်တဲ့အတွက်အတွေးအခေါ်အယူဆတင်မြှလိုအပ်လာနေပြီဖြစ်ပါတယ်။အာဆီယံအထူးတန်တမန်ဆိုဒီကလည်း ၎င်းနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒဘောင်အတွင်းကသာဆောင်ရွက်လေးရှိပါတယ်။ခက်အပ်ပြီးပထမ6လအတွင်းထဲမှာသာလှုပ်လှုပ်ရှားရှားရှိပြီးကြံ6လမှာတော့နောက်တက်လာမဲ့လူကိုသာထိုင်ဆောင်နေတတ်ပါတယ်။အဲ့ဒီအတွက်ဒေတာတွေမှာရှိတဲ့မြမအရေးကိုပိုင်ပိုင်နိုင်နိုင်သိပြီးကိုယ့်အစီအစဉ်နဲ့ကိုလှုပ်တက်သူကိုသာရွေးချယ်ခန့်ထားသင့်ပါတယ်။လက်ရှိမှာပင်တရုတ်ဟာငြိမ်းချမ်းရေးအကြောင်းပြပြီးလာမဲ့ရွေးကောက်ပွဲကိုလည်းဝင်ရောက်ဆွတ်ဖက်ကြိုးကင်လာတော့မှာဖြစ်ပါတယ်။အဲ့ဒီအတွက်မြန်မာအရေးအတွက်အာဆီယံမှာအရေးယူဖို့ဆောင်ရွက်ချိန်တန်ပြီးဖြစ်ပါတယ် ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရေးသားထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစီခင်ဗျာပါစီခင်ဗျာပါစီခင်ဗျာ